PSG က Inter Milan ကိုအနိုင်ရရှိက Champions League လာဆုခူးလိုက်ပြီးတဲ့နောက် PSG လက်ထောက်နီးပြ Rafael Bo ကဒီမြင်ကွင်းကို ကျွန်တော်ရဲ့ဇနီးတဲ့မြင်စေချင်မိပါတယ်လို့ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ PSG ဟာ Inter Milan ကို9-6မရှိနဲ့ဘိုးပြက်အနိုင်ယူပြီး Champions League ကြီးကိုဆုခူးသွားခဲ့တာပါ။ PSG ဟာအသင်းသမိုင်းကြောင်းတစ်လျှောက်ချန်ပီယံလိဆုဖလားကြီးကိုပထမဆုံးအကြိမ်စုခူးရရှိတာဖြစ်ပြီးဒီအာဒီမှာဖလားသုံးလုံးချန်ပီယံအဖြစ်လဲအောင်ပွဲခံခွင့်ရရှိသွားခဲ့ပါတယ်။ PSG လက်ထောက်နီးပြဘရာဖေပိုးဟာချန်ပီယံလိဆုဖလားကြီးကိုအသင်းစုခူးနိုင်ခဲ့ပြီးမှမျက်ရည်တွေဝေဝဲလာခဲ့ပြီးကောင်းကင်ထက်စီကိုမော့ကြည့်ကအောင်ပွဲခံခဲ့ပါတယ်။သူဟာကွယ်လွန်သွားခဲ့တဲ့သူ့ဇနီးကိုလွမ်းဆွတန်းတပ်ပြီးတတိယဆိုင်နဲ့အတူမျက်ရည်တွေဝေဝဲလာခဲ့တာဖြစ်တယ်လို့ ရာဖေးဘိုးကပြောပြသွားခဲ့ပါတယ်။ရာဖေးဘိုးရဲ့ဇနီးဖြစ်သူဟာကာလရှည်ကြာခံစားခဲ့ရတဲ့46ပါးယောဂဝေဒနာတရက်ကြောင့်ပြီးခဲ့တဲ့6လလောက်မှာပွဲလွန်သွားခဲ့တာပါ။ဒီအချိန်မှာကျွန်တော်ဇနီးကိုကျွန်တော်နံပေးနာစီအရန်ပဲရှိနေစီခြင်းပါတယ်။ကျွန်တော်တို့လုပ်ပြနိုင်ခဲ့ပြီဆိုတာကိုသူမြင်သွားစီခြင်းတာပါ။သူရှိနေခဲ့ရင်အရန်ပဲပျော်နေလိမ့်မယ်ဆိုတာကိုကျွန်တော်သိပါတယ်။ PSG အသင်းရဲ့အကြီးမားဆုံးမျှော်လင့်ချက်ကိုဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက်ကျွန်တော်ရမ်းပဲကျေနပ်မိပါတယ်။ဒါဟာသမိုင်းမှတ်တမ်းတစ်ခုဖြစ်သွားပါပြီလို့ရာဖေးဘိုးကပြောသွားခဲ့ပါတယ်။